ဒီရဒေတာဆောင်ကအစားစိုက်တည်နိုင်ဖို့ Food and Trade Channel ကိုလည်း Subscribe လုပ်ထားပေးပါဦးနော်ဒီနေ့တော့ရှားဟိုင်းမှာနာမည်ကြီးနေရာတနေရာဖြစ်တဲ့နန်ကျင်းလူကို သွားဖို့အတွက် MRTC ကပါ People Square Station မှာဆင်းရပါတယ်။အဲဒီကနေမှတဆင်းသွားရင်းနဲ့ရှီကြားသဖတ်ထုတ်ဆိုင်တွေးလို့ဝင်စားခဲ့ပါတယ်။ ဒီဆိုင်က2002ခုနှစ်မှာစတင်ဖွင့်လှစ်ခဲ့ပြီးတော့ Harbin အခြေစိုက်ဖြစ်ပါတယ်။ယခုဆိုရင်တော့တရုတ်နိုင်ငံတဝမ်းမှာဆိုင်ကွဲပေါင်း600ကျော်အထိဖွင့်လှစ်ထားပြီးဖြစ်ပါတယ်။ဆိုင်ရဲ့မီနူးထဲမှာဘဲဟင်းမွေးမှာတော့ကယ်လိုရီဘယ်လောက်ပါလဲတခါတည်းထည့်တွက်ပြီးတော့ပြပေးထားပါတယ်။အခုနောက်ပိုင်းဆိုင်တွေကတော့ဒီ app ကနေပဲ order မှားရတာပါ။ဆိုင်မှာနာမည်အကြီးဆုံးကပဇွန်ဖတ်ထုတ်ပါအဲ့ဒီဖတ်ထုတ်ပြီးမှတခြားဟင်းပွဲတွေဖတ်ထုတ်တွေလည်းရှိပါတယ်။ ကဖတ်ထုံးနဲ့တွဲစားရတဲ့မုံလာဥချင်နဲ့မြေပဲချင်မှာဆိုင်ရဲ့ထူးခြားချက်ကတော့ဖတ်ထုံးလုံးနေတာကို မြင်သာထင်သာရှိအောင်လို့အရှိမပဲလုပ်ပြတာပါသူ့ရဲ့ဖတ်ထုံးရွက်အသားလေးဆိုကောင်းမှကောင်းဤနေရပဲဖတ်ထုံးအခုံကိုပါပါလေးလုပ်ထားပြီးတော့ပြုတ်ပြီးတဲ့အခါအတွင်းကအသားနဲ့အရွက်ကိုမြင်နေအောင်ပြုတ်လုပ်ထားပါတယ်ပါပါပဲမပြဲအောင်ပြုတ်လုပ်ထားတာမျိုးအတော်လေးကျွမ်းကျင်မှုလိုအပ်ပါတယ် ဆိုင်တိုင်းမှာဖတ်ထုတ်တွေကိုစနစ်တကျပြုလုပ်ဖို့နဲ့စံချိန်မီချက်ပြုတ်ဖို့တင် जा ပေးထားပါတယ်။အဲဒါကြောင့်ဘဲဆိုင်သွားသွားအရသာနဲ့အည်သွေးရတော့မပြောင်းလဲပါဘူး။ထုံနဲ့တွဲဖက်စားသောက်ဖို့အတွက်အချင်းချင်းချပြီးထားရလေတခြားဆိုင်နဲ့မတူပါဘူး။မုံလာဥ၊မြေပဲစက်သွုံဖြူတောင်းငရုတ်သီးနှင့်နှမ်းစီမွေးရှာလကရေးပဲငံပြာရေးစတာတွေကိုချပြီးထားပါတယ်။ မုံလာဥအချင်းလေးကိုတော့တော်တော်ကြိုက်တယ်စားလိုက်ချိုချင်းလေးနဲ့မုံလာဥကဝါးလိုက်ကျွတ်ကျွတ်လေးဖြစ်နေတယ်။ရေဘဲကတော့အချင်းမဟုတ်ဘဲနဲ့အစိမ့်အရသာပဲသွားပါတယ်။ကိုယ်တိုင်ကဘလူးဆက်ရမှမသိဘူးအဲဒီကဝင်းနန်းကိုအပူမီတောင်းပြီးတော့အချင်းဆက်ခိုင်းပါတယ်။သူဆက်ပြီးတဲ့အချင်းကလည်းဖတ်ထုံးနဲ့တော်တော်လိုက်ဖတ်မှုရှိပါတယ်။ ားတဲ့သူတွေများလို့ဆက်ဆက်ချင်းဝိုင်းမရပါဘူးအဲ့ဒါကြောင့် shopping center ကိုတပတ်ပတ်ပြီးတော့ပြန်လာမှဝိုင်းရလို့စားရတာပါပူပူနွေ့နွေ့စားရတဲ့ငါးငဖယ်လုံးပြည်ကြီးငါဟင်းရေပါ မာလာဟင်းလည်းမဟုတ်ဘူးမာလာအရင်နဲ့ရတာလေးတော့ရတယ်ဒါပေမဲ့သူ့အရတာလေးကတမျိုးလေးပဲ သုံးယောက်ပဲသွားတာဖြစ်လို့ဆိုင်မှာဟင်းပွဲတွေအများကြီးရှိပေမဲ့လည်းအများကြီးမှမစားခဲ့ရပါဘူးဆိုင်ကအစားအသောက်တွေကအရည်သွေးကောင်းမွန်ပြီးရောဈေးနှုန်းကလည်းအလေအလက်တန်းစားအရန်ကြီးဈေးမများတာဖြစ်တဲ့အတွက်လူအများစုလက်လန်းမိနိုင်တဲ့ဈေးနှုန်းဖြစ်ပါတယ်ဒီမှာပထမဆုံးတစ်ခါစားပြီးတော့နောက်ထပ်နေရာတွေသွားလဲတော့ရှီကြားတဲ့ဆိုင်ခွဲတွေတွေ့ရတဲ့ထပ်ပြီးတော့ဝင်စားပြစ်ခဲ့ပါဗျာ။ ဒီ vlog လေးကိုကြည့်မိတဲ့သူတွေတရုတ်ပြည်ကိုအလဲရောက်ခဲ့ရင်ဖြစ်ရှီကြားသဖတ်ထုတ်ဆိုင်မှာတစ်ခေါက်လောက်တော့စားဖြစ်အောင်ဝင်စားကြည့်ပါနော်အဆုံးထိကြည့်ရလို့အားလုံးကိုကျေးဇူးတင်ပါတယ်နောက် vlog များမှာလည်းပြန်လည်ဆုံတွေ့ကြပါမယ်